ကျွန်တော်တို့ဒီနေ့ဆွေးနွေးခြင်းတဲ့အပိုင်းလေးကတဲလာသားမိတွေအတွက်အပြစ်ပေးဂျို အောက်တန်းဂျိုအညံ့ဂျိုတော့အဲ့ဒီဂျိုကိုကျွန်တော်တို့ကကောင်းအောင်ပြန်ဖလှယ်နိုင်နေဆိုရင်တဲလာသားမိတွေအတွက်ဘောကမှာပို့ပြီးတော့အဆင်ပြေတယ်အောင်မြင်တယ်တိုးတက်တယ်ချမ်းသာဖို့အတွက်အထောက်အပံ့ပြစ်လိမ့်မယ်အော်တနင်္လာရဲ့သူရိယာမှာဘာရှိလဲဆိုတော့ဘုဒ္ဓဖူးရှိတယ်ဘုဒ္ဓဖူးရှိတယ်ဒါကြောင့်အချို့နာမည်တွေကိုကျွန်တော်တို့ကတနင်္လာကဘုဒ္ဓဖူးဆုံးဆိုရင် တရာမှာတယောက်နှစ်ယောက်ပဲကျွန်တော်ပေးတယ်တရာမှာတယောက်နှစ်ယောက်တော့ပေးလို့ရတယ်တင်းလာအစဗုဒ္ဓဘုဆုံးခင်ခင်ဝေတို့ခင်လင်းတို့ခင်ယူရတို့ယောက်ျားလေးမှာဆိုလေကြော်လင်းတို့ကြော်ဝေတို့နော်ဒီလိုနာမည်မျိုးတွေကတရိယံနဲ့ပိတ်တဲ့နာမည်တွေဖြစ်တဲ့အတွက်အချို့နေရာတွေမှာဘဝအကံမှာနည်းနည်းတက်လန်းအခက်ခဲတယ်ခက်ခဲတယ်စူးစားရတယ်ပေါ့ဗျာအောင်မြင်မဲ့ကံပါရင်တော့အများကြီးစူးစားရတယ်အများကြီးချိန်ပေးရတယ်အဲ့ဒါကိုဖြစ်စေတယ် เนาะဒါကြောင့်ပဲကျွန်တော်တို့ကသူရိယန်းတွေကကိုကိုကိုမဖြတ်စည်းအောင်သူရိယန်းအစိုးတွေကိုဖိနှိပ်ထားနိုင်မှာအဆင်ပြေမယ်အဲ့တော့တင်းလာတွေအတွက်ဗုဒ္ဓဖူးကသူရိယန်းအဲ့တော့ဗုဒ္ဓဖူးဆိုတာကျွန်တော်တို့ကဆက်သွယ်ရေးချိုအဲ့တော့တယောက်နဲ့တယောက်ဆက်သွယ်တဲ့ခါကျရင်ကျွန်တော်တို့က body language နဲ့ဆက်သွယ်တာရှိတယ်နှုတ်နဲ့ပြောပြီးဆက်သွယ်တာရှိရနိုင်ငံသားရောက်တယ်ကျွန်တော်မပြောတတ်ဘူးလက်ဟန်ချင်ပြပြီးမေးတာမျိုးနော်အဒါဘလို့တော့ဟာလဲပေါ့လမ်းညွန်ဆိုင်ပုတ်လေး ပြပြီးတော့ဒါဒီဆိုင်ပဲသွားရလဲပြကြအဲ့တော့လက်ဟန်ခြေအန်းနဲ့ပြောတယ်ကျွန်တော်တို့နှုတ်နဲ့ပြောတယ်ဒါကြောင့်ကိုအမူယာနှုတ်မူယာနဲ့တရားတရားကိုဆက်သွယ်ကြတယ်ဒါကြောင့်ပဲတနင်္လာသားသမီးကြီးကကိုအမူယာယဉ်ကျေးလိမ်မာရဲ့ဘဝမှာတိတ်အောင်မြင်တယ်ကိုအမူယာကနည်းနည်းဘယ်လိုပြောမလဲမထိမှတ်မြင်ကျွန်တော်ခိုက်ရမ်းပြောရရင်ဘယူမဆိုင်တဲ့ပုံဟာဒီကောင်းပုံကြည့်ရတာကွာသူ့လောက်စာထိုင်စားနေရတဲ့ယုံနဲ့ ဘသူ့အမှာတောက်ယူမဆိုင်တဲ့ယုံနဲ့အဲဒီလိုမျိုးပြောတာကြားဘူးလိမ့်မယ်အဲ့လိုမျိုးအပြောခံရတဲ့တင်းလာတာပြီးဖြစ်တယ်ဆိုတော့အဲ့လိုတသက်လုံးပေါ်မှာမအောင်မြင်တော့ခဲရင်သွားတယ်ပြီးတော့ဗုဒ္ဓဘုရားစကားပြောဆိုတော့တင်းလာတာမီဒီယာစကားပြောဆိုညက်ဖို့လိုတယ်စကားပြောဆိုမညက်ရင်အဆင်မပြေဘူးအချို့တင်းလာတာမီဒီယာစကားပြောဆိုမညက်ဘူးအောင်မြင်ခဲ့တယ်နော်အောင်မြင်ခဲ့တယ်အချို့တင်းလာတာမီဒီယာဆိုတော်တော်ကြီးစိတ်လိုက်မှန်ပါ လျှောက်လှုပ်တာတွေရှိတယ်။ယင်ကြီးတဲ့လိမ္မာတွေဖွားသာတာကောင်းတယ်။တောမကျိုအားကောင်းတဲ့တင်းလာသားသမီးတွေကြတော့ဇာပြောတဲ့ခါကျရင်တိတ်နေမှုမွေပဲ။ဒါပေမဲ့ပြောတဲ့စကားတစ်ဖက်မှာနဝင်မချိုဘူး။သူတို့ကတော့မသိဘူး။ငါတို့အေးဆေးပြောလိုက်တာပဲ။ဒါပေမဲ့တစ်ဖက်လူနာထဲမှာသူပြောတာကြီးအတိတ်မဟုတ်ဘူး။အဲ့လိုမျိုးဖြစ်သွားတတ်တယ်။အချို့တင်းလာသားသမီးကြောင့်တိတ်တော်တယ်တိတ်ပါနဲ့တယ်ဒါပေမဲ့တလွဲဖြစ်နေတာဘာလဲဆိုဘာလာလား မြောက်ပြောသလိုလိုပင့်ပြောသလိုလိုချီးကျူးသလိုလိုနဲ့သူကချီးကျူးတဲ့အဆင့်တက်လုံပြီးမြောက်တဲ့ဆင်အဲ့လိုတင်းလာသားမိတယ်လေဘောကမအောင်မိဘူးဘာသူကလိုင်အောင်ကြီးထွေတော့နေတယ်ချီးကျူးတယ်ပေါင်းသက်ဆက်ဆံရင်ကောင်းတယ်ဗောဒါမှမဟုတ်အဲ့ဒါလည်းလွဲနေတာလွဲနေတာဒါတော့တင်းလာသားမိတယ်ဟာဝစီကိုထိမ်းမှာဝစီကိုထိမ်းမှာနှုတ်နဲ့ပတ်တိုင်ထိမ်းမှာဒါကြောင့်ပဲပိတုနာဝါသာဂုံးတိုက်တဲ့ဇာကားတွေဖုဒ္ဓဝါသာဆဲရတဲ့ဇာကားတွေတမတ်ဖလာဆိုအနှစ်မရှိတဲ့ဇာကားတွေ မုဒါဝါဒဆိုလိန်လေတဲ့ဇာတ်ကြီးတစ်ဖက်လူနားမခံနိုင်တဲ့ဇာတ်အပြင်းအပြော့တွေအဲ့ဒါတွေကိုဖိနှိပ်ထားရင်အများကြီးအဆင်ပြေပါတယ်အဆင်ပြေတယ်နော်ဒါလေးကိုကျွန်တော်ပြောပြခြင်းလို့ဖြစ်ပါတယ်အဲ့တော့ဂျိုပရိရဲ့အနေနဲ့ကောက်မယ်ဆိုလဲတနေလာဆိုတာမိဘရမိဘရဗုဒ္ဓဘူးဆိုတာအိမ်ရှိမင်းသားနောင်တက်မဲ့ဘယံအိမ်ရှိမင်းသားဆိုတာအဲ့တော့မိဘရအိမ်ရှိမင်းသားကသူ့သားဖြစ်ခြင်းမှာဖြစ်ဘယံကမိမတွေအများကြီး ဘသူ့ကိုနန်းတင်ဖို့အတွက်အင်ရှင်မင်းသားယူရတာလည်းမသိမသိဘူးမိဖုရားကောင်ကြီးကတာမဝင်းနိုင်ဘူးဆိုရင်နော်တောင်ညာသာမိဖုရားရဲ့တာမွေးတဲ့အတွက်သူ့ကိုအင်ရှင်မင်းသားတင်ရင်လည်းတင်တော့မယ်သူကြိုက်တဲ့လူအင်ရှင်မင်းသားတင်မယ်ဗျာနော်ထားပါတော့အဲ့တော့မိဖုရားကဒီအင်ရှင်မင်းသားကိုနိုင်နင်းတဲ့လူဖြစ်မှာသူဘယင်ဖြစ်လာရကိုနဲ့အဆင်ပြေပါကိုအခုတည်းကမနိုင်ဘူးကိုပြောတာကိုဒီအင်ရှင်မန်သားမရဘူးအဆင်မပြေဘူးဆိုရင်ဒါ တချိန်ချိန်မှာသူတို့နှစ်ယောက်ဒုက္ခရောက်အောင်ရောက်လာမယ်။ငါဒါ우ကျွန်တော်တို့ကပြောလို့တာဖြစ်တယ်။ဒါတော့ဗတဲလာသားမီးတွေတော့တတိထားမယ်ကြိုပါဘို့ဖူးကြိုပါဒါတဲလာဖြစ်တယ်ဆိုရင်စကားပြောတဲ့အပိုင်းမှာတော်တော်ကြီးကိုလိမ်မာယင်ကြီးပြီးတော့တစ်ဖက်လိုနဝင်ချိုးတဲ့စကားဖြစ်ပေါ်နဝင်ချိုးတော့မပြောတတ်ဘူးဗျာကျွန်တော်မှန်တန်းလေးတော့ကောင်းအောင်ပြောတတ်တယ်ရတယ်အဲ့လိုဆိုလည်းရတယ်ရင်းချိုးနေအောင်ပြောကြမလို့နောက်ထပ်စကားသည်ဂတိဖြစ်နေရမယ နှုတ်ထွက်စကားသည်တစ္ဆာဖြစ်နေရမယ်နှုတ်ထွက်စကားသည်ဘရောမဗျောင်းမြန်ပြန်မပြောတဲ့စကားဖြစ်နေရမှာအဲ့လိုဖြစ်အောင်နေရင်တဲလာသားမီဒီယာဘောမှာအဆင်ပြေပါတယ်ဒါကြောင့်အောက်တန်းမှာရှိတဲ့ဂျိုတွေကအစိုးဘက်ကိုရိမ့်ရိုင်လေးရှိတဲ့အတွက်ကျွန်တော်တို့ကအောက်တန်းသုံးလုံးကတတိထားရမယ်ဂျိုတွေလို့ကျွန်တော်တို့ကပြောတာဒါဗုဒ္ဓဘူးဂျိုတို့လည်းပြောတာအားလုံးပြောမယ်ဆိုရင်မိနစ်30မိနစ်30တောင်ပြောလို့မပြီးဘူးနော်ဟိုအချို့ဘလော့ရိုက်တဲ့လူတွေတို့တနာ ਈ ပြောဖို့ဆိုတာကျွန်တော်တို့နေနေတော့မလွယ်ဘူးဗျ ကျွန်တော်တို့ဟာတွေအတင်းနဲ့ပြင်းစရာကောင်းတယ်တဲ့မှာပါတဲ့ဖြစ်တဲ့အတွက်နော်ဒီလောက်ဆိုတော့သဘောပေါက်မယ်ထင်ပါတယ်တင်းလာသားမိတွေစင်ကျင်နိုင်မယ်သုံးသက်နိုင်မယ်ဘလို့ကောင်းအောင်လုပ်နိုင်မလဲတွေးတတ်တယ်ဆိုတော့ဘဝမှာပို့ပြီးတော့အောင်မြင်တဲ့ဘဝကိုရရှိကြပါလိမ့်မယ်